ောတရှင်တွေအားလုံးတာလီစောပါ Development Media Group DMG ရဲ့2025ခုနှစ်အော်တိုဘာလ28ရက်နေ့အတွက်တည်င်းအထံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့စစ်တွေကလက်နက်ကြီးပစ်ခတ်မှုကြောင့်ပုံနှောကျွန်းဒေသခံတို့တန်ရာရတဲ့အကြောင်းတောင်ကုန်းမြို့မဟုတ်တရာအခမဲ့ကိုပိုင်ကျောင်းကိုစစ်ကောင်စီဘုံကျဲတဲ့တည်င်းမောင်တော်မြောက်ပိုင်းမှာအာဆာအန်ဒီရေကြောင့်ဒေသခံတို့နေရဲဆုံးခွာတဲ့အကြောင်းအပါအဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကျမဖြူဖြူရဲနဲ့အတူကောင်းမင်းကပူပေါင်းတင်ဆက်ပေးတော့မှာပါ။ပထမဆုံးအနေနဲ့စစ်တွေကလက်နက်ကြီးလှမ်းပစ်တာကြောင့်ပုံနာကျွန်းဒေသခံတယောက်ဒဏ်ရာတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။စစ်ကောင်စီထိတ်ချုပ်ထားဆဲဖြစ်တဲ့စစ်တွေမျိုးကတရင်တွေကနေမနေ့ကအောက်တိုဘာ29ရက်ကလက်နက်ကြီးပစ်ခတ်တာကြောင့်ပုံနာကျွန်းမျိုးတွင်ကြားရပေါက်ကွဲပြီးဒေသခံတယောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။ မနေ့ကစစ်တွေကဒေသဆက်စင်ရေးကကွယ်မှုဌာနချုပ်ဒါဆာကကြားမတောက်တရင်ရွှေမင်းငံနဲ့ခရရ20တရင်တွေကနေလက်လက်ကြီးပြက်ခတ်တာကြောင့်ပုံနာကျုံမျိုးတွင်ဘူဒယုံအနီးရာရှောင်းနဲ့တောင်ပေါက်စားတဲ့ကျေးရွာတွေကိုကြားရောက်ပောက်ခွက်ခဲ့တယ်လို့သိရပါတယ်။ထံရသူရဲ့အသေးစိတ်အချက်အလက်တွေကို DMG ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။အခုလိုလက်လက်ကြီးကြားရောက်တာကြောင့်အဲ့ဒီကျေးရွာတွေနဲ့အနီးဝန်းကြီးကျေးရွာတွေကဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိတ်ဆောင်နေကြရတယ်လို့ကျေးရွာသားတွေကပြောပါတယ်။ စစ်တေကစစ်ကောက်စီတရင်တွေဟာပြီးခဲ့တဲ့အောက်တိုဘာ26ရက်ကစတင်ပြီးလက်နက်ကြီးပြက်ခတ်မှုတွေစက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။ဒီကနေ့အောက်တိုဘာ26ရက်မနေ့9နိုင်လောက်ကစတင်ပြီးစစ်တေကတရင်တွေကနေ120မမလက်နက်ကြီးပြက်ခတ်မှုတွေရှိနေပြီးအရခတ်တော်ဘက်ကလည်းပြန်လည်ပြက်ခတ်မှုတွေရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီနဲ့အာရခတ်တပ်တော်တို့ဟာစစ်တွေနဲ့ပုံနှောက်ချုပ်မျိုးနဲ့အဆက်မှာစစ်ရေးတင်းမာနေပြီးလက်နက်ကြီးဒရုန်းအပြန်အလှန်ပစ်ခတ်မှုတွေနေစဉ်ရှိနေတာပါလက်ရှိစစ်တွေမျိုးပေါ်မှာ စက်ကောင်စီဘက်ကအင်အားဖြည့်တင်ဆေးရည်လှုပ်ရှားတာတွေရှိလာနေပြီးစက်တီပင်လယ်ပြင်မှာစက်တင်ဘောလှုပ်ရှားသွားလာမှုတွေကိုတွေ့ရတယ်လို့မြို့ခံတွေကပြောဆိုကြပါတယ်။ဒါအပြင်စက်ကောင်စီကရွေးကောက်ပွဲနီးကပ်လာတဲ့နေ့အမျှဆေးရည်လှုပ်ရှားမှုတွေကိုပုံမလုံဆောင်လာနေပြီးစက်တင်နဲ့ထိစပ်နေတဲ့ပုံတော်ကျင်းရဲ့တည်ထောင်တဲ့ပေါက်တော့မြို့နယ်တွေကကျေးရွာတွေကိုလက်နက်ကြီးပြက်ခတ်မှုတွေမကြာခဏပြုလုပ်နေတဲ့ကြောင်းအရသက်ထိခိုက်တဲ့ဆုံးမှုတွေရှိလာနေပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ တန်ကုန်းမြို့မဟုတ်တရာအခမဲ့ကိုပိုင်ကျောင်းကိုစစ်ကောင်စီဘုံကျဲတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။ရခိုင်ပြည်တန်ကုန်းမြို့ကမဟုတ်တရာအခမဲ့ကိုပိုင်ထက်တန်းကျောင်းကိုစစ်ကောင်စီကမနေ့ကအောက်တိုဘာလ28ရက်နေ့ည9နာရီလောက်မှာဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအထက်တန်းကျောင်းကိုကျဲတိုက်လျင်နဲ့ပေါင်900ဘုံတလုံးလာရောက်ကျဲချခဲ့တာကြောင့်ကျောင်းဝန်းအတွင်းကအဆောင်တစ်ချို့ပျက်စီးသွားတယ်လို့သိရပါတယ်။အော်တိုဘားလ26ရက်ကလည်းအမ်မျိုးကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မြို့ဟောင်းရက်ွက်ကအသက်၉နှစ်အရွယ်ကလေးငယ်တဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်အော်တိုဘာလ၂၅ရက်ကလည်းကြောက်ဖြူမြို့နယ်တိုင်းဆောင်ကျွရွာနယ်ပြားကျွန်ကျွရွာကြားကပလောင်ချောင်းအနီးကိုစစ်ကောင်စီဘုံကျဲမှုကြောင့်တိုင်းဆောင်ကျွရွာကဒေသခံလူငယ်၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီဟာအရခတ်တပ်တို့ထင်းချုံမြို့နယ်တွေကိုမကြာခဏဘုံကျဲတိုက်ခိုက်မှုပြုလုပ်နေတာကြောင့်အခြားသားထိခိုက်ဒေဆုံးမှုအပြင်နေအဆောက်အုံပျက်စီးမှုတွေတွေ့လာနေပါတယ်။ မောင်တော်မြတ်ပွင့်မှာအာဆာအနေအကြောင်းဒေသခံတချို့နေရဆွန့်ခွာတဲ့အကြောင်းလည်းတင်ဆက်ပေးမှာပါ။ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တော်မြို့နယ်မြတ်ပွင့်ကမြို့ကျေးရွာတွေကဒေသခံတချို့ဟာမွတ်စလင်လက်နက်ကိုင်အဖွဲ့အာဆာအနေအကြောင်းလှုပ်ရှားရေးစိုးရင်ရတာကြောင့်နေရဆွန့်ခွာတိတ်ဆောင်နေကြတယ်လို့သိရပါတယ်။မောင်တော်မြို့နယ်မြတ်ပိုင်းဒုံညိုအထက်အင်ရှောင်းအောက်အင်ရှောင်းငဒက်ပြရွေစတဲ့ကြေးရွာပေါင်း9ရွာလောက်ကဒေသခံတွေဟာနေဆက်ဒေသတိုက်ပွဲတွေနဲ့အာဆန်အနေအကြောင်းဘေကင်းရွာကိုဖြွေပြောင်းနေထိုင်နေကြတယ်လို့ဒေသခံတွေစီကသိရတာပါ။ အစာအဖွဲ့ဝင်တွေဟာလမ်းပေါ်ဆက်သွယ်ရေးခက်ခဲတဲ့ခြေရွာတွေကိုဝင်ရောက်တာလမ်းသွန်းလာလာဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာပြန်ပေးဆွဲတာတွေမကြာခဏပြုလုပ်နေတဲ့ကြောင်းအခုလိုတိတ်ဆောင်နေကြရတာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။အဲ့ဒီခြေရွာတွေမှာဒေသခံတွေဟာမောင်တော်မြို့နယ်ခွဆုံခြေရွာနဲ့တခြားနေရာတွေကိုအောင်တိုဘာလတတိယပတ်ကစပြီးပြောင်းရွှေ့နေကြတယ်လို့သိရပါတယ်။ဒါ့အပြင်ပုတိတော်မြို့နယ်အောက်ပြန်တိုင်းအထက်ပြန်တိုင်းကြောင်စာစားတဲ့ခြေရွာတွေဟာလည်းအထက်ဘုတ်ကလေးအောက်ဘုတ်ကလေးစားတဲ့ခြေရွာတွေကိုတဖြည်းဖြည်းရွှေ့ပြောင်းနေကြရတာဖြစ်ပါတယ်။ မောင်တော်မြင့်နဲ့မြောက်ပိုင်းဒေသရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တကြောမှာအာဆာ RSO ARA တို့ရဲ့လှုပ်ရှားမှုတွေရှိနေပြီးတော့အာရခတ်တပ်တော်နဲ့လည်းတိုက်ပွဲတွေရှိနေတာကြောင့်ဒေသခံတွေလုံခြုံရေးစိုးရိမ်နေကြတာဖြစ်ပါတယ်။မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဟာမောင်တော်မြောက်ပိုင်းကလူသွဲလူလာလမ်းတွေကဒေသခံတွေနဲ့အာရခတ်တပ်တော် AA လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုမကြာခဏရှုံခိုးတိုက်ခိုက်နေပါတယ်။ ်အော်တိုဘန်24ကကင်းရှောင်းကျွာနီမယူတောင်ရှိမှာနှောကြောင့်နေတဲ့အမျိုးသမီးငယ်တအူအပါဝင်ဒေသခံ3ယောက်ကိုအစာဖွဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးအခုချိန်ထိပြန်ရှာတွေ့တာမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်မော်ရုံမြပိုင်းဒေသတွေနေထိုင်ကြတဲ့ရခိုင်မန္တလေးကြီးမြို့တိုင်းနဲ့တဲ့စားတဲ့မျိုးနယ်စုဝင်တွေဟာအစာအဖွဲ့ရဲ့တပ်ဖြတ်မှုတွေကိုခံနေကြရတာပါလက်ရှိမှာအေအေကမောင်တော်မြတ်ပွင့်ကိုနေမြေရှင်းလင်းရေးဦးစားပေးလှုပ်ဆောင်နေပြီ မယူတံကျိုးတစ်ချောင်းမှလည်းတက်စုခွဲပြီးစခန်းရှကင်းဆောင်တာစကြောင်းထိုးတာတွေလုပ်ပြီးအစာဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုရှင်းလင်းနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ခင်ဗျာသတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်မဲဆ2025ပြိုင်ပွဲမှာရခိုင်သူတို့ဦးဝင်ပြိုင်နေတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါဖိလစ်ပိုင်နိုင်ငံမှာကျင်းပနေတဲ့မဲဆ2025ပြိုင်ပွဲကိုမြန်မာနိုင်ငံကိုစားပြုအနေနဲ့ရခိုင်သူတို့ဦးဝင်အောင်ရှင်ပြိုင်နေတယ်လို့သိရပါတယ် မြန်မာနိုင်ငံကိုစားပြုအနေနဲ့ရှင်ပြိုင်နေသူကတော့ရခိုင်ပြည်မြောက်ဦးမျိုးကအသက်20နှစ်အရွယ်မခင်ခင်လိုင်ဖြစ်ပြီးတော့မြန်မာပြည်မှာပြုလုပ်ခဲ့တဲ့မဲဆမြန်မာ2020ဖိတ်ပြင်ပွဲမှာစစ်တွေကိုစားပြုအနေနဲ့ဝန်ထမ်းရရှိထားသူဖြစ်ပါတယ်။မဲဆ2020ပြိုင်ပွဲဟာအောက်တိုဘာ16ရက်ကနေနိုဝင်ဘာ9ရက်နေ့အထိကျင်းပနေတာဖြစ်ပြီးတော့ဥရောပ၊အာရှ၊အာဖရိကတိုက်တော်ကနိုင်ငံပေါင်း84နိုင်ငံကဝင်ရောက်ရှင်ပြိုင်နေကြတာဖြစ်ပါတယ်။မခင်ခင်လိုင်ဟာနိုင်ငံတကာစီမင်းထက်မှာ ။ရခိုင်ကိုစားပြုအနေနဲ့ပထမဆုံးအကြိမ်အဖြစ်ဝင်ရောက်ရှင်ပြန်ခွင့်ရသူဖြစ်ပြီးမခင်ခင်လိုင်းအတွက်ထောက်ခံမဲ့ပေးဖို့ကို One Zone Application ကနေတဆင့်ပေးနိုင်တယ်လို့မေဆာမြန်မာကကြေညာထားပါတယ်။မေဆာပြန်ပွေဟာဖိလစ်ပိုင်နိုင်ငံမှာ2000ခုနှစ်ကတည်းကတည်ထောင်ခဲ့ပြီးတော့ကမ္ဘာအကြီးဆုံး mess ပြိုင်ပွဲတွေထဲကအဆင့်အတောင်အထိရှိပြီးနိုင်ငံပေါင်းများစွာကဝင်ရောက်ရှင်ပြန်လည်ရှိပါတယ်။ နောက်ထပ်သတင်းတပိုးအနေနဲ့ပြပအကူအညီမပါဘဲတန်းခေါက်စည်းရင်ကောက်ယူနိုင်ခဲ့တယ်ဆိုပြီးစကောင်းဆောင်ကိုယူနေတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ၂၀24ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာတကောင်စည်းရင်ကောက်ယူမှုကိုပြပအကူအညီမပါဘဲပြည်ရင်းအားနဲ့ကောက်ယူနိုင်မှုဟာနိုင်ငံအတွက်ဂုဏ်ယူစရာဖြစ်တယ်လို့စကောင်းဆောင်ဘူဆုံးမှုကြီးမင်းအောင်လည်းကပြောဆိုလိုက်ပါတယ်အော်ဘန်၂၈ရက်ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့၂၀၂၄ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာတကောင်စင်ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားမှာဘုရှိမှုကြီးမင်းအောင်လန်ကပြောဆိုခဲ့တာဖြစ်ပါတယ်။ 2024ခုနှစ်တကောင်စီရဲ့အချက်အလက်တွေအရမြန်မာနိုင်ငံရဲ့လူဦးရေဟာဆယ်စုနှစ်အတွင်းပထမဆုံးအခြေအဖြစ်အနည်းငယ်ရော့ကျလာတာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။ဒီလိုဖြစ်ရတာဟာမွေးဖွားနှုန်းကျဆင်းတာ၊ရွှေ့ပြောင်းသွားလာမှုမြင့်မားတာနဲ့မိသားစုပုံစံတွေပြောင်းလဲလာတာတွေကြောင့်စင်ခုံမှုတစ်ခုဖြစ်တယ်လို့အခွင့်အလမ်းတစ်ခုလိုလဲမှတ်ယူနိုင်တယ်လို့စက်ကောင်းဆောင်ကဆိုပါတယ်။ဒါအပြင်ပြည်ပရွှေ့ပြောင်းမှုကလည်းနိုင်ငံလူမှုစီးပွားအခြေအနေနိုင်ငံတည်ငြိမ်မှုပြည်တွင်းမှာရှိတဲ့အလောက်ကန်ခွင်လန်းတွေနဲ့အင်းနီးရှင်းနိုင်ငံတွေရဲ့စီးပွားရေးဖွံ့ဖြိုးမှုတွေအပေါ်တင်မီနေတာကြောင့် နိုင်ငံအတွက်ရေရှည်ဖွံ့ဖြိုးမှုကိုဥတည်ထင်းကြီးနာမဲ့စီမံချက်တွေရှာမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောခဲ့တာပါလူငွေတွေကြားပြပရွှေပြောင်းတော်လာမှုတွေမြန်မာနေပေမဲ့တရှင်ကအမွေဖွားနှုန်းမြန်မာခဲ့တဲ့အကျိုးဆက်ကြောင်းအလုံးလုံးနိုင်တဲ့လူငယ်လူရွယ်လူဦးရေဟာအခုထိများပြားနေစေဖြစ်တယ်လို့ထပ်ပြောပါတယ်ဒါအပြင်စကောက်ဆောင်ကလူငယ်လူရွယ်တွေကိုနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာမမကန်ကန်ထိထိရရအကျိုးရှိရှိဆောင်ရွက်စီမံပေးဖို့အရေးကြီးတယ်လို့ပြောဆိုထားပါတယ်မြန်မာနိုင်ငံတော်ကမြို့နယ်ပေါင်း330ရှိတဲ့အထက်က စည်ပတိပခတ်ရဲ့လုံဆောင်ရေးအစီအစဉ်အရ145မြို့နယ်မှာပဲတကောက်စင်ရဲ့ပြေဝကောက်ယူနိုင်ခဲ့ပြီးမြို့နယ်128မြို့နယ်မှာတစ်စိတ်တစ်ပိုင်းကျန်58မြို့နယ်မှာလုံးဝမကောက်ယူနိုင်ခဲ့ဘူးလို့သိရပါတယ်ခင်ဗျာနောက်ဆုံးတစ်ပုတ်အနေနဲ့မြန်မာပြည်ကအန်အိုတုံလှုပ်ဖွဲ့အကြမ်းဖက်မှုအဆုံးသတ်ဖို့ကုလအတွင်းရေးမှူးချုပ်တွန်းဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်မြန်မာပြည်သူတွေအပေါ်2020ခုနှစ်ကတည်းကကျူးလွန်နေတဲ့ အန်အော်တုံလှုပ်ဖွေရကြံဖက်မှုကိုမြန်မာစစ်တပ်အနေနဲ့ဆုံးသက်ရမှာဖြစ်တယ်လို့အရာသားအုပ်ချုပ်ရေးစီကိုပြန်သွားနိုင်မယ်ယုံကြည်ရတဲ့လမ်းကြောင်းတရရှာဖွေရမယ်လို့ကုလသမဂ္ဂအထွေထွေတွင်းရေးမှူးချုပ်ကပြောကြားလိုက်ပါတယ်မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပနေတဲ့အာဆီယံထိပ်သီးညီလာခံတက်ရောက်ဖို့ရောက်ရှိနေတဲ့အတွင်းရေးမှူးချုပ်ကအောက်တိုဘာလ28ရက်မှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောကြားလိုက်တာပါစစ်တပ်အာဏာသိမ်းမှုဟာကပ်ဘဲကြီးတစ်ခုပြီးတစ်ခု ပုံကျလာစေတာတင်မဟုတ်ပဲ ဒေသရင်းလုံခြုံရေးကိုပါချင်းချောက်နေတယ်လို့အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်ကပြောဆိုပါတယ်မြန်မာနိုင်ငံမှာဒူအောင်ဆန်းစုကြည်ဦးဆောင်တဲ့အရသာအစိုးရကိုစစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးကတည်းကနိုင်ငံဟာယိုယွင်းပျက်စီးလာနေပါတယ်မြန်မာစစ်တပ်ကိုတော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့တွေဟာလည်းနိုင်ငံတော်အမှအေရီးယားအများအပြားကိုသိမ်းပိုက်ထားသလိုစစ်တပ်ဟာလည်းအဲ့ဒီဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်ထိုးစစ်တွေနေစဉ်နဲ့အများပြုလုပ်နေတာဖြစ်ပါတယ် ဒီဇင်ဘာလအတွင်းစစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြင့်မြတ်ချက်ကိုဂူတာရက်ကစစ်ကောင်စီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မယ်လို့ဘယ်သူမှယုံကြည်ကြမှာမဟုတ်ကြောင်းတုံ့ပြန်ဖြေကြားခဲ့ပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့ ပေါင်669 639 633 633ကိုလုံချူစိတ်ရှာစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကို တလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။